မင်္ဂလာပါဓမ္မမိတ်ဆွေတို့ရေကျွန်တော်အခု live လုပ်ရခြင်းရဲ့အကြောင်းရင်းကအာတော့ကျွန်တော်တို့ဟမ်စီယွာဟမ်စီယွာမှာကျွန်တော်ရဲ့ဇာတိရဲ့ယွာမှာပြမပြလုံးမဲ့တိန်ကူတမထဝိပဿနာတေရတရားစခန်း ဆေးရတရားစခန်းအကြောင်းကိုလိုက်ပင်ရခြင်းဖြစ်ပါတယ်နော်ဘာလို့ဟမ်စီကိုရောက်သွားလဲဆိုတော့ပထမဆုံးကကျွန်တော်ရဲ့ရည်ရည်ရွယ်ထားတာကတော့ရေပေါ်ပေါ့ဒုတိယအကျင့်ကြီးပေါ်တရားစခန်းကျင့်ပါမှာပေါ့ဒါပေမဲ့မြင်ကလေးကြောင့်တရားစခန်းမှာကျင့်ပါဖြစ်တဲ့အခါကျွန်တော်ရဲ့ရရွာဇာတိဖြစ်တဲ့ အဟမ်စီကိုရှေ့သွားရခြင်းဖြစ်ပါတယ်နော်။ဒါကြောင့်ဓမ္မမေစင်ညာကိုအာတကယ်လို့အခါအခွင့်အကျုံလေဆိုရင်ကျွန်တော်တို့ရဲ့ဟမ်စီယောကိုလာရောက်ပြည့်တရားအထုတ်နိုင်ကြောင်းတရားအထုတ်နိုင်တဲ့အကြောင်းကိုကျွန်တော်အာပြောလိုပါတယ်။ဟမ်စီယောဆိုလို့ရှိရင်တော့ဟိုစားတောင်ကြီးရမြေ တောင်ကြီးရနေသွားမယ်ဆိုရင်မိနစ်30မိနစ်30လောက်ကစီရတာပေါ့နော်ဟိုမိုင်အပြည့်တော့16မိုင်တကူမိုင်လောက်လောက်ရှိတာပေါ့နော်အခုဆိုရင်အာဟမ်စီယောမကျပပြလို့မဲ့တော့ဘရောင်တဲ့အင်ကူဆရာတော်ဗျာကြီးရဲ့အာအဒိက္ခာတရတရားစခန်းပွဲကအာဘယ်နေ့စမှာလဲဆိုတော့26ရက်နေ့မှာစပါမယ် นาะ26ရက်နေ့မှာစမယ်ဒါပေမဲ့25ရက်နေ့အာ25ရက်နေ့6လ2025မှာတော့အာအရောက်လာပြီးရမှာပါနော်စမှာကတော့26ရက်စမယ်အရောက်လာရမှာကတော့25ရက်နေ့ဖြစ်ပါတယ်25ရက်နေ့ကနေဟာလားအာ6ရက်9လမှာတော့တရားစကားပြန်ထွက်တော့ပေါ့နော်တရားစကားပြန်ထွက်တော့ပေါ့ တရားစခန်းဖက်တယ်ဂျာမာကတော့စေရက်ပေါ့နော်စေရက်အဲ့ဒါကြောင့်မို့လို့ကျွန်တော်က live link မယ် live link မယ်ဆိုပြီးတော့အော်ကြိုးစားနေတာအချိန်ကြီးကနိုင်မကောင်းတဲ့ခါကျတော့ကျွန်တော်ဟိုတောင်ပေါ်မှာတွားပြီးတော့ live link ရချင်းဖြစ်ပါတယ်နော်အဲ ဒီလိုတရားစကားပြည့်မြောက်ဖို့ဆိုတာကမလွယ်ကူပါဘူးအကြောင်းကြီးညွတ်အာအကြောင်းကြီးညွတ်မှာပဲဖြစ်ရပါလေနော်အကြောင်းကြီးညွတ်မှာဖြစ်ရပါလေဒါကြောင့်တရားစကားတစ်ခုပြည့်မြောက်ဖို့အတွက်မလွယ်ကူတဲ့ဂျားကနေဟာလားဓမ္မမိတ်ဆွေများကလည်းပဲမအားမလတ်တဲ့ဂျားကနေလာရောက်ပြီးတရားအထုတ်ဖို့အထူးဖိမှန်ကပြုရပါလေနော်ဓမ္မမိတ်ဆွေများအားလုံးကိုဖိမှန်ကပြုရပါလေနော်အခု ကျော်ပြောင်းတင်းကိုဆရာတော်ဘုရားကြီးရာဆိုလို့ရှင်တော့အဲ့ဒါကျွန်တော်တို့ကျေးဇူးလို့ရှင်မူလပထမတင်းကိုဆရာတော်ဘုရားကြီးရဲ့တပည့်အရင်ဖြစ်ပါတယ်ဆရာတော်ဘုရားကြီးရဲ့တပည့်အရင်လက်ရှိပြန်နေတဲ့ပြန်နေတာကတော့၃ပါးပေါ့နော်ပတိရေဆွန်းဆရာတော်ဘုရားကြီးရဲ့အောင်ထုမြတ်ဆရာတော်ဘုရားကြီးရဲ့ကျော်ပြောင်းတင်းကိုဆရာတော်ဘုရားကြီးရဲ့ဆိုတော့တပည့်ချင်း၃ပါးမေ့ကြပါလေနော်တပည့်ချင်း၃ပါးထဲမှာမှာ အတက်တော်အငယ်ဆုံးတက်တော်အငယ်ဆုံးဆိုပေမဲ့86နှစ်ရှိပြီဖြစ်တဲ့ကျောင်းတော်တိန်ကြီးဆရာတော်ဘုရားကြီးကိုယ်တိုင်လာရောက်ပြီးအတရားဒါကြောင့်မလို့အခါကောင်းအခွင့်ကောင်းဆရာကောင်းနဲ့ဂျုံတုံးအကျွန်တော်တို့ရဲ့အဟမ်စီဒီတာနော်ဟမ်စီကျောင်းကိုလာရောက်ပြီးတရားအထုဖို့အထုပေးမှငါကပြရပါတယ်နော်နောက်တော့ကျွန်တော်ရဲ့ဟမ်စီ I'm seeing you are အားဒါကတော့တင်းကူဆရာတော်ဖျက်ကြီးပုံတော်ဖြစ်ပါတယ်ဒါကတော့အခုကျင်းပပြလို့မဲ့ကျော်ကတော်ဆရာတော်ဖျက်ကြီးရဲ့ပုံတော်ဖြစ်ပါတယ်ဒါကတော့ပြည်စုကျွန်တော်ရဲ့အာဆောက်ပါနော်။အော်ပထမဦးဆုံးဆရာပါနော်။ဘာလို့ဦးဆရာတော်ကူဆရာတော်ဘုရားကြီးရဲ့အကြောင်းပါ ဒီတော့ကဒုတိယတော့ကိုဆရာတော်ဗျာဒီဥနာဝိကပေါ့နော်ဟိုမှာကျွန်တော်ကအာ2009လောက်ကတရားစတင်အထုတ်ခဲ့ဖူးတဲ့ကျွန်တော်ရဲ့ဆရာအရင်ဖြစ်ပါတယ်နော်အာတော့ကိုဒုတိယတော့ကိုဆရာတော်ဗဒန္ဒအာအာနာဝိကအရှင်တို့မြတ်ဖြစ်ပါတယ်အာဒုတိယဒုတိယဆရာတော်ကတော့ကျွန်တော်ရဲ့အာ ပฏิပတိဒုတိယဆရာတော်ကတော့ဘာတာတောင်ဆရာတော်ဖြစ်ပါတယ်ဘာတာတောင်ဆရာတော်ဘုရားကြီးဆိုရင်အခုအကုံလုံးကျောင်းအရှိဘက်မှာရှိတဲ့ဘာတာတောင်ဝိပဿနာဓမ္မရိပ်တာဖြစ်ပါတယ်ဆရာတော်ကြီးကတော့ပြန်လုံးတော်မူတာဆယ်နှစ်ကျော်တော့ရှိပြီပေါ့နော်ဒါကျွန်တော်ရဲ့ဆရာရင်ဒါကြောင့်တခုခုလောက်တိုင်းလောက်တိုင်းကိုယ့်ရဲ့ဆရာရဲ့ကျေးဇူးကိုမမေ့တော့အဖြစ်ကျွန်တော်ကဆရာရဲ့ကုန်ကျေးဇူးကိုပုံနေခြင်းဖြစ်ပါတယ်ဒါဒါကတော့ ျွန်တော်ရဲ့တတရားမြောက်ဆရာနော်ကျောင်းတော်တင်းဘူးဆရာတော်ဘုရားကြီးဖြစ်ပါတယ်ဆရာတော်ဘုရားကြီးကတော့အင်္ဂမဟာကမ္မထာနာသရိယဝရဇိတော်ရဆရာတော်ဘုရားကြီးဖြစ်ပါတယ်နော်ဒါတော့မူလပထမတင်းဘူးဆရာတော်ဘုရားကြီးရဲ့ပုံတော်ဖြစ်ပါတယ်နော်ပါတယ်အဲ့ရ ဓမ္မမိတ်ဆွေများအနေနဲ့ကျွန်တော်အထူးဖိတ်မှန်ကပြုအပ်ပါတယ်နော်အခုလာမဲ့6လပိုင်းပေါ့ကျွန်တော်ဟိုဟမ်စီကြောင့်တိုက်ကိုအရောက်နော်ဟမ်စီကြောင့်တိုက်အရောက်26ရက်နေ့မှာတရားစပြီးမယ်25ရက်နေ့ညမှာအာတီလာယူမှာပေါ့နော်ဒါဆိုကျွန်တော်နေမှာတရားစပြီးမှာ၁၀ရက်ပါနော်၁၀ရက်တိုင်တိုင်အာအာ၆ရက်ခုနလာမှာတော့ပြန်ပြီးတော့ တရားထက်မှာပေါ့နော်ပြောင်းလို့တရားထက်မှာဒီပါလေဓမ္မမိတ်ဆွေများကိုအထူးပဲပြန်ဝင်ကပြရပါလေဒီလိုတရားစခန်းကျင်းပဖို့အရေးအတွေ့ဟာလာခွင့်ပြုချက်ပေးတဲ့နော်ခွင့်ပြုချက်ပေးခဲ့တဲ့အာဟမ်စီဆရာတော်ဖျားကြီးကိုလည်းအထူးကျေးဇူးတင်ပါတယ်ဆရာတော်ဖျားကြီးတက်ရှိကြမှာစိတ်ချမ်းသာပါစေဗျာနောက်ပြီးတော့ဟမ်စီ အကြီးရွာရဲ့ဒကာဒကာမအပေါင်းကိုလည်းအထူးကျေးဇူးတင်ပါတယ်ရောသူကြီးတွေအလူငယ်ကောင်းဆောင်တွေရောသူရောသားတွေကိုလည်းအထူးပဲကျေးဇူးတင်ပါတယ်နော်ဆမ်စီရောသူရောသားတွေကပဲဟောဆောက်ပါနော်အာဝီယဝဆာအာမာပြုလို့ဆောင်ရွက်ကြမှာဖြစ်ပါတယ်နော်ဒါကြောင့်မလို့ကျွန်တော်အခုရောက်ရှိနေတဲ့နေရာကတော့ဟိုကုံလုံးကျောင်းရဲ့ တောင်ဖက်ငင်းကြောတောင်ဝိပဿနာဒေတာတမဝိပဿနာရိတာဖြစ်ပါလေ။လာငင်းကြောတောင်မှာအာတောင်ကောင်တိတ်ငူဆရာတော်ပြည့်ရဲ့ဒုတိယအချိန်အာတရက်တရားစခန်းပွဲကိုအာတရားကပွဲမှာလာရောက်ပြီးတော့ဝေယဝိသတဲ့လုပ်ကူနေတာဖြစ်ပါလေ။ဒါကြောင့်မလို့ကျွန်တော်တို့ကိုချေကိုလက်ကိုအာ ကိုကြည့်ကိုလက်ကိုကိုတိုင်းသွားနိုင်တော့လာနိုင်တော့ပန်းနိုင်တော့တောင်းနိုင်တော့မှဟုတ်လားမိမိရဲ့တရားအမထုတ်ရသေးရင်တရားအထုတ်ခွင့်ရအောင်ကျွန်တော်ကတော့ဆရာတော်ဘုရားကြီးကိုအဝေးကနေပြန်ဖိတ်ပင်ဖိတ်ပြီးပါပြီပင်ဖိတ်ပြီးပါပြီအာဒီဓမ္မဆေယဟတ်လေပတ်ဖို့ကျွန်တော်ရတောင်းကတော့ တရားပွဲကျင်းပတာဖြစ်ပါတယ်ဒီတရားပွဲကိုအောင်အောင်မြင်မြင်နဲ့အာပြည့်မြောက်အောင်ဟာလာအာကျွန်တော်ကိုဝိုင်းဝန်းပြီးတော့ကုညီပေးဖို့အာအထူးမေတ္တာရက်ခံပါတယ်ဟာလာတရားပွဲတစ်ပွဲဖြစ်ဖို့ဆိုတာကအာအင်မတန်မှပဲအာမလိုက်ကူပါဘူးဟာလာအာဒါကြောင့်မို့အာဓမ္မမိတ်ဆွေများအနေနဲ့အဲ ဒီတရားပွဲမှာအာတကယ်လို့အော်ပါဝင်အာလူတန်းချင်တယ်ဆိုရင်အာအာကျွန်တော်ရဲ့ဩဇာမနောဘလဝပီတိအာပို့ထမှာလည်းပဲဆက်သွယ်ရမယ့်လိက္ခဏာတွေအာထည့်ထားပါတယ်နောက်ပြီးတော့ဒီကြော်ညာအာပိုစတာကိုလည်းပဲကျွန်တော်ဩဩတင်ထားပါတယ်เนาะကျွန်တော်ရဲ့ ကိုပါဟင်းဆိုတဲ့ TikTok TikTok အကောင့်ရယ်နောက်ပြီးတော့ကိုပါဟင်းဆိုတဲ့ YouTube အကောင့်ရယ်နောက်တော့ကျွန်တော်ကိုပါဟင်းဆိုတဲ့ Facebook ကိုပါဟင်းကိုဆိုတဲ့ Facebook အကောင့်လေးမှာလည်းကျွန်တော်အတင်ထားပါတယ်ဒါကြောင့်ဒါကြောင့်ဒါကြောင့်ဘုရားမြတ်စွာဘုရားရှင်ကြီးရဲ့အာတာဝနာတော်မြတ်ကြီးကိုတဖက်တလန်းကအာကုညီအာဆောက်ရှောက်ကြဖို့ဟုတ်လားကုညီဆောက်ရှောက်ကြဖို့ ဆိုရင်အင်မတားမှာပဲအခွင့်ကောင်းအခါကောင်းဖြစ်ပါတယ်နော်ဒီလိုအချိန်မှာနော်အခုဆိုရင်အော်ဦးဖြဖြာအာဒီတရားစခန်းပွဲအတွက် MC တမထဝိပဿနာဆရာတရားစခန်းပွဲအတွက်ပဝင်လူဒန်းသူကတော့ကျွန်တော်တို့ဆရာတော်ဖြာကြီးရဲ့တပည့်ရင်း ลติเดอะลาอุคุนตวีดอเตเตไคมีตาสุบมาเตทมิไซตองยิมิวาဖြစ်ပါတယ်ဟလားအာတာသမီးတွေကတော့နမ်တက်ငုံဖူးနမ်မြတ်ဖူးခိုင်ခွန်အောင်မင်းခတ်မိသားစုမတက်သမီးဆိုင်ကအလူငွေကျ30တိတိအာလူနမ်းပါတယ်ဒါမတ်တီအလူငွေနောက်ထပ်မတ်တီအလူငွေတဦးကတော့အိုဝင်းမြတ် ดนิ่งกันเลยไอ้มายุ่งช่วยมีตาสุบเป็นเดียมีว่าพี่บ้านเองนะจ๊ะพูดออกมาสอบพิจารณาตาลานารมณ์จีตกูอาท้อันดูทำปิจาตณาพิสิลีปาได้ยาังไงอาลุงดูตีเตชิจมาสิจังดาวสับเปลี่ยนยูบาตาตาลนากอจูกุสอบสนองชิมิทบอปันยามาซีอยากคุ้มยามอบความาเป็นอะไรพวกกูปองตุรกองโดนเนี่ยอาญาปายาตุยงโซซีคุ้มยามจิยงใจยาจุอะไรพวกกูปองตุรกองดูฮอบยอลันยูนิบิจัตตาโตอัตไท ကျင့်ကြံကြိုးကိုပွားများအားထုတ်နိုင်ကြပြီလေအရိယာပုဂ္ဂိုလ်ပေါင်းသူတော်ကောင်းတို့တည်မြဲအပ်တော်ဒုက္ခခတိချုပ်ငြိမ်းရအမှန်သင်ရခတိချုပ်ငြိမ်းရအမှန်ဖြစ်ပြချုပ်ငြိမ်းရအမှန်မြတ်နိဗ္ဗာန်သို့လင်းမြောက်စွာကျင့်ကြံကြိုးကိုပွားများအားထုတ်မြတ်မောပြုနိုင်ပြည့်တတ်ကာလမိမိမြတ်မောပြုပြီးတဲ့ညကိုလည်းဝိညာဉ်ကတ္တအပေါင်းတို့အပြန်လေလက်ညှိုးပြသပေးနိုင်ကြတာကနာအာဇံမိမိမြတ်ပုဂ္ဂိုလ်မြေတောင်စူးစားအားထုတ်နိုင်ကြပါစေကောင်းကျိုးမင်္ဂလာပြည့်ပြတို့နဲ့ပြည့်ပြည့်စုံကြပါစေနော်ကိုလာမဲ့ တပတ်ပြန်လည်းပဲကျွန်တော်အခုလို light အစီအစဉ်လေးအာပြန်ပြီးတော့အာလွင့်ပါမယ်လွင့်ပါမယ်နော်ကျွန်တော်တနည်းစကားပါဒါအခုကတော့တရားစကားဖြစ်မြောက်ကြောင်းတနည်းစကား